ငါဒီဟူသောအကြောင်းကြောင့်ဘယ်တတ္တဝါမှဘယ်လိုအချိန်ကလေးမှမှဘလောက်ကလေးမှစိတ်ထဲမှာကိုယ်ပေါ်မှာနင်းနင်းလေးမှဆင်းရဲပင်မမသွားပါစီနဲ့အင်မတန်ကောင်းတာပဲနော်တခါယူမိုက်မြငါကြောင့်ဘယ်သူမှစိတ်ထဲဆင်းရဲမှုမဖြစ်ပါစီနဲ့ငါကြောင့်ဘယ်သူမှခန္ဓာကိုယ်ပေါ်မှာဆင်းရဲမှုမဖြစ်ပါစီနဲ့ငါကြောင့်ဘယ်သူမှနားထဲမှာပင်မဆင်းရဲသွားတာမျိုးမဖြစ်ပါစီနဲ့ငါပြောလိုက်တဲ့စကားကြောင့်ဘယ်သူမှမဆင်းရဲပါစီနဲ့ နော်ငါတွေးလိုက်တဲ့အကြံတွေဟာသူများဆင်းရဲဖို့မဖြစ်ပါသေးနဲ့ငါလှုပ်လိုက်တဲ့အလုပ်တွေဟာသူများရဲ့မျက်စိထဲမှာကိုလိုကန့်လန့်သူများရဲ့နားထဲမှာကိုလိုကန့်လန့်သူများရဲ့စိတ်ထဲမှာပူပန်သွားနေတာမျိုးဆင်းရဲသွားနေတာမျိုးဘယ်သောခါကာလမှမဖြစ်ပါစေနဲ့တဲ့မကောင်းဘူးလားငါကြောင့်သူများမဆင်းရဲပါစေနဲ့ဆိုတော့နည်းနည်းလေးတော့ပြောင်းပြန်လှန်ကြည့်ပါလားငါကြောင့်သူများချမ်းသာသွားပါစေကောင်းတယ်နော်ဒီကကြီးမိုင်းမြငါကြောင့်ပါလေသူများချမ်းသာသွားပါစေ စိတ်ထဲမှာရောကိုယ်ပေါ်မှာရောအကုန်လုံးကျဉ်တ်သွားပါစေနှစ်သက်သွားပါစေကြည်နူးသွားပါစေမကောင်းဘူးလားအေးအဲ့ဒီလိုမွန်မြတ်တဲ့ဆုကိုဘုရားလောင်က6ခုမြောက်တောင်းတာအဲ့ဒီဆုလေးကိုဦးဇင်းတို့ကနည်းနည်းလေးပိသက်တို့ကိုစဉ်းစားသိချင်တာသူတော်ကောင်းတို့ရဲ့သဘောထားဆိုတာကို့ကြောင့်တတ္တဝါတွေကိုချမ်းသာသွားစေချင်တာပဲရှိတယ်ဆင်းရဲသွားစေချင်တာမရှိဘူးစိတ်ထဲမှာလည်းပဲမဆင်းရဲစေချင် ကိုယ်ပေါ်မှာလည်းပဲအစင်ရဲစီခြင်းပေါ့ပဝင်းကျင်ကိုအင်မတန်ကြည့်တယ်တတလောကကြီးကိုအင်မတန်ကြည့်တယ်နော်ကိုယ်အပြောလေးတစ်ခွန်းကြောင့်ကိုယ်အလုပ်လေးတစ်ခုကြောင့်ဘဇုကမှစိတ်အနှောင့်ယှက်အကုသို့ဖြစ်မသွားစေခြင်းပေါ့ဒါလေးကိုနားထဲမှာပဲ့တင်ထပ်ထားထပ်ထားစေခြင်းနဲ့နော်အဲ့တော့ထူကြပါစို့ကိုမျိုးတစ်မျိုးလုံးအတွက်မတတ်နိုင်ဘူးကိုရက်ကွဲတစ်ခုလုံးအတွက်မတတ်နိုင်ဘူးဆိုရင်ကိုအိမ်မှာနေတဲ့လူတွေငါးချောင်းတော့စိတ်မစင်ရဲပါစေနဲ့နည်းနည်းကလေးနည်းနည်းကလေးနော်အဲ့လိုတွေစကြည့်စမ်းပါ ပြီးရင်ငါနဲ့ဆက်ဆံနေတဲ့ငါပတ်ဝန်းကျင်ငါအတိုင်းဝိုင်းငါကြောင့်တော့မဆင်းရဲကြပါစေနဲ့နော်အဲ့ဒီလိုဆိုရင်အင်မတန်မွန်မြတ်တဲ့သဘောထားမဖြစ်ပေဘူးလားအေးအဲ့ဒီစုကိုပြည့်ချင်ရင်အဲ့ဒီစုကိုဖြည့်ဆည်းနေတဲ့အရာတွေကိုအရင်မြင်အောင်ကြည့်ရကိုကြောင့်သူများမဆင်းရဲပါစေနဲ့ဆိုတဲ့နေရာမှာကိုကြောင့်သူများဘာကြောင့်ဆင်းရဲနေကြသလဲဒါကိုစဉ်းစားရအောင် အစဉ်စဉ်ဥစဉ်ကနည်းနည်းအတွေးခေါ်တော့ဆန်တယ်လို့ထင်တယ်နော်တကယ်ကြီးမိုက်မြာကိုကြောင့်သူများဘာကြောင့်ဆင်းရဲသလဲဆိုတာကိုသိခြင်းရင်သူများကြောင့်ကိုဘာကြောင့်ဆင်းရဲသွားသလဲဆိုတာကိုအရင်စဉ်းစားအောင်ဆိုကြပါစို့တစုံတစ်ယောက်နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာအကုသိုလ်ဖြစ်ပြီးဒေါသဖြစ်ပြီးဆင်းရဲပြီးဆိုရင်ဘာကြောင့်အဲ့ဒါလို့ဖြစ်တယ်လဲလို့စဉ်းစားကြည့်အဲ့ဒီလူမဟုတ်လို့ဆင်းရဲတာဟုတ်လားတကယ်ကြီးမိုက်မြာအဲ့ဒီလူလောဘတွေသိကြီးပြီးတော့လှုပ်တာပြောတာဆိုတာတွေ့လိုက်ရင်စိတ်ထဲဘာဖြစ်တော့ ဒေါသဖြစ်တယ်။အဲ့ဒီလူသဘာဝမကျတဲ့အတွေးတွေအဲ့ဒီလူသဘာဝမကျတဲ့အပြောတွေအလုပ်တွေလုပ်ရင်ကိုယ်စိတ်ထဲမှာဘာဖြစ်တုံး။အကုသိုလ်ဖြစ်တယ်ဆင်းရဲတယ်။အဲ့တော့ဗျောင်းမြန်ပြန်လှန်တော့ကိုယ်မဟုတ်တာတွေလုပ်မယ်ပြောမယ်ကြံမယ်မဟုတ်တဲ့စိတ်တွေမွေးမယ်ဆိုရင်ပတ်ဝန်းကျင်ဘာဖြစ်မတုံး။ဆင်းရဲမယ်ဗျ။အဲ့တော့ပတ်ဝန်းကျင်ကိုမဆင်းရဲစေချင်ဘူး။တတဝါတွေကိုမစင်းရဲစေခြင်းဘူးဆိုရင်ကို့မှာမဟုတ်တဲ့စိတ်တွေအပြောတွေအလုပ်တွေမရှိဖို့အရေးကြီးဆုံးပဲအင်မတန်နဲ့နဲတယ်နော် မြတ်စွာဘုရားကတည်တည်ချာချာဟောတာဗျတိကဏိပအင်္ဂုတ်ထုံမှာလေလောဘဒေါသမောဟနဲ့ပတ်သက်ပြီးတော့ဘာပြောထားတုံဆိုတော့ဒုထောခောပြမနအတ္တဗျာပါရာယပိစေတိတိပရဗျာပါရာယပိစေတိတိဥပယဗျာပါရာယပိစေတိတိမကျင်နှချင်းဆိုတဲ့ဒေါသတွေဖြစ်လာမယ်ဆွေးလန်းချင်းဆိုတဲ့ယာကတွေဖြစ်လာမယ်တွေးဝေးမိုက်မဲချင်းဆိုတဲ့မောဟတွေဖြစ်လာရင်အတ္တဗျာပါရာယပိစေတိတိကိုကိုကိုပူအောင်လှုပ်တော့တာပဲတဲ့ သဘောပေါက်တယ်နော်ပြီးတော့ကိုယ့်ကိုစဉ်းစားနော်ဒကာကြီးမိုက်မြဒါတွေကစိတ်ဝင်စားတဲ့အကောင်းတယ်ဒါတွေစိတ်ဝင်စားတဲ့အကောင်းတာကကိုယ်တန်တံမှာလောဘဒေါသမောဟဖြစ်လာရင်ပရဗျာပါဒာယပိစိတ္တိသူများကိုပူအောင်လုပ်တော့တာပဲတဲ့ကဲဒါလေးတော့စဉ်းစားမိရဲ့လားနော်ဒကာကြီးမိုက်မြတချို့လောဘဒေါသဖြစ်ရင်ဟေးကိုယ့်ဖြစ်ရင်ကိုယ်ပူတယ်လို့ဒီလောက်ပဲသိကြတာများတယ်အခုဒီမှာမြတ်စွာဘုရားကဘယ်လိုပြောနေတော့ကိုယ်တန်တံမှာလောဘဒေါသဖြစ်ရင်ကိုယ်ရင်ပူတယ်လို့ပြောသလား မဟုတ်ဘူးသူများပါပူတယ်တဲ့ဒါလေးတွေကိုကြဲကြဲပြက်ပြက်နားလည်စေချင်တာဥစဉ်တို့ကဟုတ်လားဒေါသဖြစ်ရင်လည်းဒီတိုင်းပဲအတ္တပြဘာဒါယပိစေတိတိပရပြဘာဒါယပိစေတိတိဥပယပြဘာဒါယပိစေတိတိနော်အတ္တတံဝါပိမိမိရဲ့အကျိုးစီးပွားကိုယထာဘူတဟုံမှန်တဲ့အတိုင်းနားဆာရတိမသိတော့ဟုတ်တော့ဘာဒေါသမောဟဖြစ်လာရင်ကိုကျိုးစီးပွားကိုအမှန်ကန်မသိတော့ ပရထံသူတော်ဘာရဲ့အကျိုးစီးပွားကိုယထာဘုဒ္ဓဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းနာသနာတိမသိနိုင်တော့အဲ့ဒီလိုကိုနဲ့သူများကိုဒီမှာတသားတည်းပြုပြပြီးတော့ဘုရားဟောထားတာနော်အတကုတ်တန်တံမှာလောဘဒေါသမောဟဖြစ်လာရင်ကိုရှင်ရဲ့ပင်မန်းတယ်လို့ကိုပူလောင်တယ်လို့ကိုရဲ့ပတ်ဝန်းကျင်နှိစက်ရာကိုလည်းဘာဖြစ်ဘာဖြစ်သွားတော့ပူလောင်သွားစီတယ်ပင်မန်းသွားစီဟုတ်တာပေါ့အိမ်တအိမ်မှာအိမ်တော်ဦးကြီးကလူကြီးကအသက်ကြီးတဲ့လူတွေကဒေါသတွေလှိမ့်ထွက်နေ အင်းအောက်မှာရှိတဲ့လက်အောက်ငယ်သားတွေနေရတာကောင်းသေးလားမကောင်းတော့ဘာဖြစ်သွားလဲဓာတ်ကအရှိန်ကကူးသွားတာအဲ့တော့အင်းဒီမှာတယောက်ယောက်ကအကုသိုလ်အကြီးအကျယ်ဖြစ်ပြီးစိတ်တွေညစ်နေပြီဆိုရင်ကျန်တဲ့မိသားစုဘာဖြစ်တော့အကုန်လုံးအရှိန်ဟတ်တယ်ဒါကြောင့်တယောက်မကောင်းရင်ကျန်တဲ့လူတွေမကောင်းဖို့အလားအလာတွေအများကြီးရှိနေတယ်ဘုရားကတော့ဒီမှာအတိအလင်းပြောထားတာနော်လောဘဒေါသမောဟဖြစ်လာလို့ရှိရင်ကိုယ့်ကိုယ်ကိုပူလောင်စေတယ်သူတစ်ပါးကိုပူလောင်စေတယ်ဟုတ်တယ် သူတော်ဘာကိုပူအောင်လှုပ်တဲ့လူတွေမှန်သမျှသည်သူတို့ကိုသူတို့ပူအောင်လှုပ်ရတာအားမရသေးလို့သူများကိုလိုက်ပြီးတော့ပူအောင်လိုက်လှုပ်နေတာတချို့ကတိတ်တော့ရည်ရွယ်တော့မရည်ရွယ်ပါဘူးမရည်ရွယ်ပဲမဲ့အဲ့ဒါလို့ဖြစ်နေတာပဲနော်ဒီအချက်ကလေးကိုနားလဲအင်မတန်နားလဲသိချင်းပါလေနော်ကိုကိုကိုကောင်းအောင်မနေတတ်တာနဲ့တပြိုင်တည်းတည်းသူများကိုနှိပ်ဆက်ပြီးသားဖြစ်သွားတယ်နော်အဲ့တော့သူများကြောင့်ကိုဆင်းရဲတဲ့အခါလဲအဲ့ဒီတိုင်းပဲအဲ့ဒီလူသူတာဝန်သူမယူနိုင်လို့ကိုဆင်းရဲသွားတာ ကိုလည်းပဲကိုတာဝန်ကိုကိုကကိုအေးအေးချမ်းချမ်းမနေနိုင်လိုက်တာနဲ့တပြိုင်နက်တည်းကိုနဲ့နီးဆက်ရသည်ဘာဖြစ်သွားတော့ဆင်းရဲသွားတယ်ပင်ပန်းသွားတယ်ဒါကြောင့်ကိုကိုကိုကောင်းအောင်နေရတာအင်မတန်ကောင်းတယ်ပထမကိုလည်းပဲငြိမ်ချမ်းတယ်နောက်ကိုကိုမြင်ရတဲ့လူတွေလည်းငြိမ်ချမ်းတယ်ကိုအတန်ကြားရတဲ့လူချမ်းသာတယ်ကိုကိုမြင်ရတဲ့အမှုရာကိုကြည်ရတဲ့လူတွေလည်းချမ်းသာတယ်ဒါကြောင့်မြတ်စွာဘုရားကဗျောင်းမြန်ပြန်ပြီးတော့လောဘဒေါသမောဟချုပ်ငြိမ်းစွာနေရတဲ့ပုံကိုယ်တွေ တနည်းအားဖြင့်အလောဘအဒေါသအမောဟဖြစ်အောင်လုပ်နေတဲ့ပုံကိုယ်တွေကြတော့သူတို့ကိုသူတို့လည်းအေးချမ်းစေတယ်တဲ့သူတမားကိုလည်းအေးချမ်းစေတယ်တဲ့ဒါနောက်ဆုံးစုတောင်းလေးကိုဦးစင်းကလေးလေးနက်နက်အကျဲချဲ့ပြနေတာနော်ကိုယ့်အကိုကောင်းအောင်နေရင်သူများကိုကောင်းအောင်လုပ်ပြီးသားဖြစ်တယ်ကိုကိုကိုကောင်းအောင်မနေတတ်သေးသမျှသူများကိုကောင်းအောင်လုပ်လို့မရပါဘူးဒါကိုသဘောပေါက်စေချင်တာဟုတ်လား ကောင့်ငါကြောင့်တတ္တဝါတွေမဆင်းရဲပါစေနဲ့ဆိုတဲ့ကိစ္စသည်သူ့ကိုမဆင်းရဲအောင်ဒါတိုက်သွားလို့လို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူးအပေါ်ရင်တော့ဖြစ်တာပေါ့ဗျာငတ်နေရင်သွားပေးလို့ရတယ်ဝိစရာမရှိရင်ပေးလို့ရတယ်စိတ်မချမ်းသာရင်ချမ်းသာအောင်ဖေးမပြောလို့ရတယ်ဟုတ်လားဒါပေမဲ့နက်နက်နဲနဲချမ်းသာအောင်တော့ကိုကိုတိုင်းကကောင်းသွားမှဒီလူကအော်ကောင်းရတာဟာအင်မတန်ကောင်းတာပဲလို့ကိုကိုအားကြလာတဲ့အစဉ်မျိုးရောက်ရင်မကောင်းဘူးလားကောင်းတယ်ဟုတ်လားဒါကြောင့်ငါဒီဟူသောအကြောင်းကြောင့် တတဝါတွေမဆင်းရဲပါစေနဲ့မပင်ပန်းပါစေနဲ့ဆိုတာကိုဖြစ်ချင်တဲ့ဆိုရင်ကိုကိုကိုအရင်ကောင်းအောင် လုပ်ပါ ဟုတ်လားကိုကိုကိုအေးချမ်းအောင်ကြိုးစားပါဒါကြောင့်မြတ်စွာဘုရားကအထတံဝါပိဘိခဝေတံပတ္တမာနေနာလမေဝအပမာဒေနတံပါတိတုံအထတံဝါပိမိမိရဲ့အကျိုးစီးပွားကိုအလိုရှိသောပုဂ္ဂိုလ်သည်တံပတ္တမာနေနာကောင်းစွာမြုံမြင်နိုင်သောပုဂ္ဂိုလ်သည် အပမဒိနမမိမလျော်နေခြင်းကအလမေဝတင့်လှသီသာတိကိုကျိုးစည်းပွားအစ်စ်မှန်ကိုလူလားတဲ့ပုဂ္ဂိုလ်ဟာမမိမလျော်နေခြင်းကတင့်နေတဲ့ဒါနဲ့တော့မထူးဆန်းသေးဘူးနော်နောက်ထပ်ထူးဆန်းတာကဘာတုံးဆိုတော့ပရထံဝါမိဘိခဝေတံပတ္တမဏိနာအလမေဝအပမဒိနတံပါတိတုံပရထံဝါမိသူတော်ဘာရဲ့အကျိုးစည်းပွားကိုတံပတ္တမဏိနာကောင်းစွာလူလားသောပုဂ္ဂိုလ်သည် အပမဒီနမမီမလျောနေခြင်းကအလမေဝတင့်လှသည်သာဒီဟောသူများရဲ့အကျိုးစီးပွားကိုလိုတယ်ဆိုရင်လည်းမမီမလျောပဲနေရမှာပဲတဲ့ဒါကိုနားလေဖို့အင်မတန်အရေးကြီးတယ်နော်ကိုကြီးစီးပွားကို လိုရင်လည်းမမီမလျောနေသူများရဲ့အကျိုးစီးပွားကို လိုတယ်ဆိုရင်လည်းမမီမလျောနေနှစ်ပါးစုံတို့ရဲ့အကျိုးစီးပွားကိုလိုတယ်ဆိုရင်လည်းမမီမလျောနေတဲ့အဲ့ဒါဦးဇင်းတို့ တန်ယုတ်ပါဠိတော်မှာဒုတိယဒသဗလသုတ်တံဆိုပြီးတော့အဲ့ဒီမှာမြတ်စွာဘုရားဟောထားတယ်။ဟုတ်လား။အင်မတန်လေးနဲ့ပါတဲ့စဉ်းစားတွေးခေါ်တတ်တဲ့ပုံကိုယ်တွေအတွက်ရည်ရွယ်ပြီးတော့ဦးဇင်းတို့ပြောပါတယ်။ဟုတ်လား။ကိုရိုးစည်းဝါးကိုလိုလားရင်လည်းမမေ့နဲ့။သူများအကျိုးစည်းဝါးကိုလိုလားတယ်ဆိုရင်လည်းမမေ့နဲ့။လောကကြီးတစ်ခုလုံးရဲ့အကျိုးစည်းဝါးကိုလိုလားတယ်ဆိုရင်လည်းမမေ့နဲ့။ဘာကိုမမေ့ရမှာလဲ။ဒါနာ၊သီလ၊တမာတိ၊ပညာဒါကိုမမေ့နဲ့။နော်။ပြီးရင်ခန္ဓာကိုယ်ရဲ့ဖြစ်တိုင်းဖြစ်တိုင်းသော တဘာဝတွေကို မမေ့နေကိုဘဝအကြောင်းကိုကိုသိပြီးတော့နေနိုင်ရင်အဲ့ဒါမမေ့တာပဲမဟုတ်လားမှန်ပါပါအေးခန္ဓာကိုယ်ရဲ့သဘောပူတာတွေအေးတာတွေရုပ်ပိုင်းဆိုင်ရာတွေရှိတယ်နော်စိတ်ပိုင်းဆိုင်ရာတွေးတောတာတွေစဉ်းစားတာတွေရှိတယ်နော်ခံစားတာတွေကောင်းတာတွေမကောင်းတာတွေရှိတယ်နော် ရှေ့ဆော်တာတွေလှုပ်ရှားတာတွေအကုန်လုံးရှိနေတယ်ဒီခန္ဓာကိုယ်ပေါ်မှာအဲ့ဒီဖြစ်နေတဲ့သဘောတရားကိုဖြစ်နေတဲ့အတိုင်းမှန်မှန်ကန်ကန်သိနေရင်အဲ့ဒါဒီ မမေ့မလျော့ခြင်းအပမာဒလို့ပြောလို့မရဘူးလားရပါတယ်ခင်ဗျာရတယ်ခုနတုန်းကဒါနကိုမမေ့တာတဲ့အဲ့ဒါကပုံမြတ်တယ်သီလကိုမမေ့တာတဲ့အဲ့ဒါကပုံမြတ်တယ်ဘာလဲခန္ဓာကိုယ်ရဲ့အရှိသဘောကိုအရှိအတိုင်းမှန်မှန်ကန်ကန်သိနေတာသဘောပေါက်တယ်နော်ဒကာကြီးဒီမိုင်းမြားဒါကြောင့်မြတ်စွာဘုရားကကိုယ်အကြောင်းကို သိပါများလာလို့ရှိရင်တဖြည်းဖြည်းနဲ့ဒီလူဟာအင်မတန်မြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်လာတယ်အင်မတန်အေးချမ်းတဲ့လူတစ်ယောက်ဖြစ်လာတယ် အင်ဗတန်စင်ကြယ်တဲ့လူတစ်ယောက်ဖြစ်လာတယ်။အေဂျင့်တဲ့လူစင်ကြယ်တဲ့လူတွေကိုမြင်ရတိုင်းမြင်ရတိုင်းပဝန်းကျင်မှာအေဂျင့်မှုတွေကူးဆက်ပြီးတော့သူ့လူဖြစ်ချင်နေဆိုတာပဝန်းကျင်လူသားတွေမှာဖြစ်မသွားဘူးလား။ဖြစ်သွားပါပြီ။အေးသူတော်ကောင်းတစ်ယောက်ရဲ့တန်ဖိုးဟာအဲ့ဒါပဲ။နော်။သူတော်ကောင်းတစ်ယောက်ရဲ့တန်ဖိုးဆိုတာအဲ့ဒါပဲနော်ဒီကိစ္စမိုက်မိရ။သူကိုယ်တိုင်အေဂျင့်အောင် နေပြီးတော့လောကလူသားတွေကိုအေဂျင့်ရင်စိတ်ပေါက်လာအောင်အကောင်းဆုံးဘာလုပ်ပေးတာလဲ။နှိုးဆွပေးတာ။